။တနင်္လာနေ့အတွင်းရော်နယ်ဒိုအနားယူမယ်။ဘောလုံးကျသူများအတွက်ကျွန်မရဲ့1 million channel ကိုအားလုံးကြည့်ကြပါရစေ။ပေါ်တူဂီတားဆစ်မှုရော်နယ်ဒိုကလာမယ့်တနင်္လာနေ့အတွင်းကစားသမားဘဝနဲ့အနာယူမှာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။အသက်40ရွယ်ရော်နယ်ဒိုကကစားသမားဘဝကလန်တဲ့နိုင်ငံအတွက်953ဂိုးသွင်းယူထားပြီးကစားသမားဘဝဂိုး1000ပြည့်ဖို့ကိုမျှော်လင့်နေတာဖြစ်ပါတယ်။ ော်တူဂီတင်းနဲ့တူလေးချင်းမှုတွေပြုလုပ်နေတဲ့ရော်နယ်ဒိုကသူ့နာခံနဲ့ပတ်သက်လို့ပြောကြားလိုက်တာဖြစ်ပြီး2026ကမ္ဘာဖလားပြိုင်ပွဲကပေါ်တူဂီတင်းအတွက်သူ့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်တယ်လို့လည်းပြောသွားပါတယ်ကနေဒါမက္ကဆီကိုနဲ့အမေရိကန်နိုင်ငံတို့ကပူးရဲအင်ရှင်ဖြစ်လက်ခံကျပါမယ်။2026ကမ္ဘာဖလားပြိုင်ပွဲကရော်နယ်ဒိုရဲ့ကစားသမားဘဝ6ချိန်မြောက်ကမ္ဘာဖလားပြိုင်ပွဲဝင်ပြိုင်မှုလည်းဖြစ်လာမှာဖြစ်ပြီးမက္ဆီနဲ့တူကမ္ဘာဖလားအကြိမ်အများဆုံးဝင်ပြိုင်မှုလည်းဖြစ်လာမှာပါ။ ။လာမယ့်ကမဖလာပြိုင်ပွဲကျင်းပချိန်မှာတူတန်က42နှစ်ရှိနေမှာဖြစ်ပြီးလယွင်းစင်ပေါ်ကနောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်ပါတယ်လို့ရော်နယ်ဒိုကပြောပါတယ်။ရော်နယ်ဒိုရဲ့ပေါ်တူဂီသင်းကလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲကိုဝင်ပြိုင်ဖို့ရမှတ်နှမတာလိုအပ်တာဖြစ်ပြီးကျန်သမရင်းညမှာကစားမယ့်အိုင်ယာလန်သင်းရဲ့ပွဲမှာအနိုင်ရရှိမယ်ဆိုရင်တော့ကမ္ဘာဖလားပြိုင်ပွဲဝင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။